မြန်မာအမှုပညာလောကမှာထင်ရှားအောင်မြင်တဲ့သူထူးခြားတဲ့သူတွေကြောင့်အပတ်စဉ်တင်ဆက်ပေးမယ့် SK season ကနေကြိုဆိုပါရခင်ဗျာကျွန်တော်စိုးဝင်နိုင်ပါစေချောင်းသားဆရာဝန်ဘွားကနေအစိုးရဘွားကိုကူးပြောင်းခဲ့တဲ့ဖြိုးပြေဆုံးဟာအိမ်မက်စိုးရကြရုံးကန်နှုတ်ထရင်ပြင်းအောင်ဖောင်ပြက်လို့ဘွားအချိုးကွေကိုရင်ဆိုင်ခဲ့ရပါတယ်အစိုးရဖြိုးပြေဆုံးတယောက်နိုင်ငံကျော်အစိုးရကြီးလှုပ်ချင်တဲ့သူ့အိမ်မက်တွေကြောင့်ကမာယုအကြီးတန်းတတင်းတော့ Not Own Natalina ကအခုလို season တင်ဆက်ထားပါတယ် နောက်ထပ်တစ်ဆယ်မှာဆေးပြက်ကလူတီကနေဆေးအောင်ပွဲရိုက်ခဲ့တဲ့ဖြူပြီးစုံတယောက်ငယ်စဉ်ကလေးကဝါသနာပါခဲ့တဲ့အဆိုတော်လို့ကိုတန်စင်များနဲ့ကဘာကနေဝင်ရောက်ရှင်ပြန်ရင် ပထမရိုက်ခဲ့တာဖြစ်ပါတယ်၂015ခုနှစ်မှာတော့မြွန်နိုင်သမ ्या ဆိုတဲ့တကူတော့11ထွက်ပြီးနောက်ဤတလောကထဲကို အရှင်အဟုန်နဲ့ဝင်ရောက်လာပါတော့တယ်ဝါသနာကိုငယ်စဉ်ကလေးကရှိခဲ့တာကြောင့် ဘယ်လိုတချင်းတွေနဲ့ကြီးပြင်းခဲ့တာလဲဝါဒနာဆိုတာကိုရောဘယ်အချိန်မှာစပြီးတတိထားမိခဲ့တာလဲတချင်းဆိုတာကိုတော့အဲဟိုဘယ်လိုပြောမလဲစိတ်ဝင်စားတာကလေးဘွားတွေကကိုယ်ကလေးလေးဟိုပြောမလဲသုံးလေးတန်းပေါ့နော်ပြီးတော့အလယ်တန်းအကြောင်းသားပေါ့ဒီလိုအချိန်ဒီမှာဆိုလို့ရှိရင် TV တွေမှာဆို TV ကြောင်ညာတွေခစ်စားတယ်အဲ့ဒီအချိန်တော့ရမ်းခစ်စားတယ်ဆိုကလေးတိုင်းလူတွေက TV ကြောင်ညာတွေကိုရကြတယ်အဲ့ဒီမှာလည်းအကိုလေးကလေးတွေကတယောက်အပါဝင်ပေါ့နော်တချင်းမှာ TV ကြောင်ညာလေးကိုလိုက်ဆိုရတာဝါသနာပါတယ်ပြီးတော့ တကယ်ချင်းနေဆရာဆရာမတွေရှိမှအဲကိုတက်တဲ့ဒီဒီခုနပြောတဲ့ TV ကြောင်ညာပေါ့ဒီ second mind စာလေးတွေအဲ့လိုမျိုးစူပြရတာကိုခြေနဲ့တယ်ကြိုက်တယ်ဆိုတော့အဲ့လိုမျိုးတနည်းဒီ melody ဆိုတဲ့တန်စင်လေးကိုကိုတို့လိုက်ပြီးတော့အဲ့လိုအဝင်ခွင့်ချဖြစ်အောင်ပေါ့နော်စူနေနိုင်တာအဲ့အကျွေအဲ့အကျွေရပေါ့အဲတော့ဆယ်တန်းပြီးတဲ့ကာလပေါ့နော်တက္ကသိုလ်တက်တဲ့အချိန်ဒီလိုအချိန်တွေမှာတော့ကိုတို့ karaoke တွေအဲဆိုဆိုပြကြတယ်တကယ်ချင်းနေကြရဲမှာဆိုလို့ရှိရင်အဲ့လို mic ခဲပေါ့နော်ဟို တချင်းနေဆိုလို့ရှိရင်ဆိုလိုက်လို့ရှိရင်တကယ်ချင်းတွေကလည်းအချမ်းချမ်းပြီးတဲ့အခါဟာမင်းဆိုတာအဆင်ပြေတယ်ကောင်းတယ်ဒါမျိုးလေးတွေပေါ့အဲ့တော့သူများပြောလို့တတိထားမိတဲ့အချိန်ကတော့အဲ့လိုမျိုးပေါ့တက္ကသိုလ်ကျောင်းသားပေါ့မှာတတိထားမိတာပြပါဒီမေလိုဒီဝပြန်ပွဲဝင်တဲ့ချိန်မှာပို့ပို့ပေါ့နော်ပြန်ပွဲမှာနိုင်ရမယ်လို့တတိထရောနော်ဆိုပြီးအဲ့လိုစိတ်ကူထားလာရှိတယ်အဲ့လိုတော့မရှိဘူးဟိုအကိုကိုရိုင်းကလည်းများသောအားဖြင့်ရီမန်းချက်ထားလို့ရှိရင်အဲ့လိုအဝေးကြီးကိုတိတ်မတွေးဘူးပေါ့နော်တိတ်မတွေးဘူးဆိုတာလည်းဟိုပူလောင်ကိုကိုပူလောင်မှဆိုလို့လည်းပါတာပေါ့ အအနည်းဆုံးပန်းတိုင်လေးတစ်ခုထားတယ်အဲ့ပန်းတိုင်ကိုပဲရောက်အောင်သွားမယ်အဲ့လိုမျိုးပဲစဉ်းစားတာဆိုတော့မဲလူလူပိုင်ပြိုင်တဲ့အချိန်ကအကူကဒါစိတ်သက်ကစိုးမှာအကြောင်းတက်လို့ပြီးတဲ့ပြီးလို့ house agent ပေါ့နော်အလုပ်တင်ဆရာဝန်ဖွဲ့တော်မြတ်တယ် house agent ဆိုတော့အလုပ်တင်ဆရာဝန်အဲပြီးကာစားအချိန်အလုပ်အလုပ်တင်ဆရာဝန်ပြီးဖွဲ့ယူဖို့အတွက်ပြင်ဆင်နေတဲ့အချိန်ပေါ့နော်ဆိုတော့အဲ့အချိန်မှာဒါမဲလူလူက2010ခုနှစ်မှာကိုရိုဝင်ပြိုင်တယ်ပြိုင်တော့လေသူက level က1 2 3 4 5 final ဆိုတော့60တောင်ရှိတာဆိုတော့ level တစ်ခုစီအတွက်ပဲကိုမျောလင်းထားတာပေါ့နော်အဲ level 1ပြိုင်ရင် level 1လေးကအောင်အောင်ကြိုးစားမယ် သူကပထမဆုဒုတိယဆုရရင် level 1ပြီး level 2 level 3အဲ့လိုတက်နိုင်တော့ပထမရရဒုတိယရငါ level 3အောင်ကြိုးစားမယ်ဆိုရက်ဒီကြီးမန်းချက်ကတော့ level တစ်ခုချင်းစီပေါ်မှာပဲထားခဲ့တယ်ဒီမှာလေးခုနကမင်းတို့ final မှာပထမဆုရရအောင်လုပ်မယ်เนาะရပါမလားအဲ့လိုစိတ်တွေတော့ရှိခဲ့

6နှစ်တာအချိန်ယူတင်ကြားလာပြီးအလုတ်တင်စီအောင်အပြီးမှာတော့ဒီသလောကထက်ကိုစတင်ဝင်ရောက်လာရကအဆင့်6ဆင့်ကိုဖြတ်ကျော်လာရင် မှတ်တိုင်တစ်ခုအနေနဲ့စိုက်ထူနိုင်ခဲ့တာပါပညာရေးတစ်ခုအနေနဲ့ကိုရို6နှစ်တာကာလမှာတေချာဆရာကြီးရဲ့တေချာပြသမှုနဲ့ကွတ်ဒီစာထဲမှာပဲလုံးလေချာလင်လိုက်တဲ့အခါမှာအနုပညာဆိုတာကိုယ့်ဘဝအတွက်အရန်အလှန်ဝေးပါတယ်ဆိုတော့ တကယ်ပထမအဦးဆုံးတွေ့ဆုံခွင့်ပေးတာနောက်ပြီးတော့အဲ့လိုမျိုးထိထိရောက်အနေနဲ့ပေါ့နော်ပေါင်းကူပေးလိုက်တာဒါတန်စင်များနဲ့ကဘာမဲလိုဒီဘောပါပဲအဲ့တော့သူကဆုပေးလိုက်တဲ့အတွက်ဆုရသွားတဲ့အတွက်ကိုစူးစားမှုကရလက်တစ်ခုအနေနဲ့မှတ်တိုင်ဆိုင်ထူနိုင်တဲ့အတွက်အတိုင်းဝိုင်းရလာတယ်ဆရာ KAT အဲဆရာမြင့်မိုးအောင်အန်ဒီနွဲ့ယူဝင်းဒီလိုမျိုးတွေညာနေမှာဒီ producer ပေါ့နော်ဦးချိုပြုံးဒီလူပညာလောကထဲမှာရှိနေတဲ့လူတွေညာနေမှာမင်္ဂလာဆောင်လေးတွေစဆိုရဲအဲ့ခါမှာမဟီမာနေဝင်းတို့အဲတခြားအဲမင်္ဂလာဆောင်ဆိုတဲ့အနုပညာအတိုင်းဝိုင်းအဲ့ဒီနေရာမှာတင်းစင်ပေါ့နော်အဲ့လိုပတ်ဝန်းကျင်လေးကိုကိုယ့်ကို ချဲ့ထွင်နိုင်လာတာဆိုတော့ဒါတန်စီများနဲ့ကဘာအဓိကပါပဲတန်စီများနဲ့ကဘာမယ်လိုဒီရောပြန်ပွဲကနေဆူရပြီးနောက်ကီတန်လန်းချောင်းပေါ်ကိုဒီဇိုင်းမမဝင်လာတဲ့ဆိုရောဖြူပိစုံဟာဒုတိယမြောက်11ဖြစ်တဲ့အချင်းများစွာနေကိုဒီကနေ့ပြိတ္တလက်ထက်ထက်ပြလက်ပြီးဖြစ်ပါတယ်ဒုတိယမြား11ဖြစ်တဲ့အချင်းများစွာနှစ်ကိုဘယ်လိုများမျောလင့်ထားတာလဲသစ္စာပြည့်တဲ့ညောင်းနိုင်များတော့ညောင်းနော ကိုကတော့အကောင်းဆုံးဖြစ်စေချင်တာ ပေါ့နော်ဆိုတော့ပြိသက်ကိုလည်းတိပိတာပြိသက်တွေကလည်းသူတို့အပိယဂျိုးနှက်စေချင်တယ်။အော်ဖြစ်ဖြစ်ဆုံးဆိုငါတို့အပိရဖြစ်ဖြစ်ဆုံးစာဒါမျိုးပေါ့နော်အဲ့လိုမျိုးလေသူတို့လည်းလက်မထောင်စေချင်တယ်။ပြီးတော့အခုမသိသေးတဲ့အားမပေးသေးတဲ့နောက်ပြီးတော့မနှိစက်သေးမနှိစက်သေးတဲ့ဒါပြိသက်တွေလည်းရှိတယ်။ဆိုတော့သူတို့တွေကိုလည်းထပ်ပြီးသိစေချင်တယ်။ပြီးတော့မှအော်ဖြစ်ဖြစ်ဆုံး ဆိုတာဒါမျိုးလားအဲနောက်ပြီးတော့တို့လည်းအဲ့လိုမျိုးအာပိယအာငါငါတို့အာပိယမှာပေါ့အဲဒါမျိုးလေးတွေပေါ့အဲ့လိုမျိုးလေးဖြစ်သွားတဲ့တို့အာပိလက်ခံသွားတဲ့အနုပညာရှင်ဖြစ်ဖို့အတွက်ဒါဒုတိယ step နေနဲ့လေဒုတိယ album ကိုအဲ့လိုမျိုးလေးနေစီဖော်ရင်းငါးရည်နေဟာဖြိုးပြစ်စုံရဲ့မွေးနေ့ဖြစ်တာကြောင့်သူရဲ့ဒုတိယမြောက် album ဖြောဖြေးပွဲမှာအားပေးတဲ့ပရိသတ်တွေဟာ မွေးနေ့အချိုဆပရိုက်စီစဉ်လေးတွေကိုလည်းအမတရားအဖြစ်လုပ်ပေးခဲ့ပါသေးတယ်။ မိဘတွေရဲ့စန္ဒာနဲ့ဈေးတောင်းတက်ရောက်ခဲ့ပေမဲ့လူနာတွေနဲ့ဖြစ်သွင်းမှုများလာချိန်မှာတော့ဆရာအောင်ကောင်းတယောက်ဖြစ်ချင်တာလေအလုတ်တင်ရင်တည်လာရတဲ့ဝါသနာတစ်ခုပါ။ဟောအမေတို့ဖေတို့က ဟိုဆရာဝန်ဖြစ်တယ်တော့မဟုတ်သေးပါဘူးဆေးကြောင်းကိုအဲအမှတ်ကောင်းကောင်းလေးနဲ့အောင်ရင်သူတို့ပြောမယ်ဆိုရယ်စိတ်လေးစိတ်ဆန္ဒလေးတခုတည်းနဲ့ပဲကိုကကိုကျက်တင်နေထင်းနေကိုလှုပ်တင်နေအလုပ်တခုကိုပေါ့နော်အကောင်းဆုံးလုပ်မယ်ဆိုပြီးဆယ်တန်းကိုလည်းကောင်းကောင်းမွန်မွန်တရားကျက်ပြီးဖြေတယ်ပြီးတော့ရလက်ကောင်းရတယ်စိတ်သက်ကတူဝင်နေအဲ့ခါမှာအမေနဲ့ဖေအရန်ပြောနေရတော့ကြည့်ပြီးတော့ကိုပီတိဖြစ်တယ်ပေါ့နော်ပြီးတော့တက်တယ်မိမှာမတော်အောင်ဆုံးတာဟိုစိတ်ယုံတွေကိုကိုစတော့တွားရပြီဆိုတော့စိတ်ကူတာမှုအတွက်တွားရတာမျိုးမဟုတ်ဘဲနဲ့လူနာတွေအကြောင်းလည်လာခြင်းဆိုရယ်ကောင်းဆက်အောက်ကနေကိုတွားရ ဆိုတော့ဒူနာရီနဲ့ထိတွေ့ခွင့်ရတဲ့အခါအဲအရင်ကမသိခဲ့ပေမဲ့ဝါသနာအကြတော့ပါလားဟိုလူနာရီပေါ်မှာဘယ်လိုလေးဖေးမရတယ်ဘယ်လိုဆန္ဒနားလေရတယ်ပြီးတော့ခန္ဓာဗေဒဖြစ်တဲ့ကိုရုခန္ဓာကိုယ်မှာဖြစ်တာလူနာရီမှာဖြစ်တာကိုကိုကိုစောင်းရှောက်အောင်မယ်သူများအောင်စောင်းရှောက်အောင်မယ်ဒီလိုအတွေးလေးတွေနဲ့ဆိုတော့ဟိုလုကရာလက်တွေ့ဆန်လာတဲ့အခါမှာဝါသနာသူ့လိုလိုပါလာပါတယ်အဲ့တော့တတိယနှစ်ပြီးတော့နောက်ဆုံးနှစ်အပိုင်းကနောက်ဆုံးနှစ်အပိုင်းခါပေါ့နော်အော်ဒီနှစ်တွေကိုကြော်ဖြတ်ပြီးအချိန်မှာတော့ကိုယ်ဆံဝန်ကောင်းတယောက်ဖြစ်ချင်တဲ့စိတ်တော့ကိုယ်မှာရှိနေပါပြီ ရာဝန်းဆိုတဲ့ဘဝဖြစ်လာဖို့6နှစ်ကြာချိန်ပေးကြိုးစားပြီးမဲ2030မှာတော့ဘဝရဲ့အချို့အကွေ့တချို့ကြုံတွေ့ရပြီးမဲဘီရင်နောက်ဖောင်ပြဲဆိုတလို့အနာဂတ်ကိုတာဦးတည်နေပါတော့တယ်ဟို6နှစ်တာကာလကိုကြော်ဖြတ်ပြီးတော့အကူအဖွဲရတဲ့အချိန်မှာအချိုးအကွေ့တခုကိုဝင်ဆိုင်ရတယ်ပေါ့နော်အဲ့ဒါတော့ဒါအမေဆုံးနဲ့2010မှာပြီးတော့2010မှာတန်စီများနဲ့ကဘာကိုဝင်ပြိုင်ဖြစ်တယ်2010မှာပဲစုရတယ်2010မှာပဲအဲစိတ်သက်ကြွားပြီးတဲ့ဖွဲ့ရတယ်ဆိုတော့ ဲ့ဒီ2010ကာလမှာအကိုရဲ့ဖြစ်ပျက်မှုလေးတွေကဟိုဟိုမျိုးအချိုးကွေမြန်းများတဲ့အခါကိုကိုရိုင်းလည်းအဲ့ကောင်ကိုတခြား handle လုပ်နိုင်တယ်လို့တော့မယုံကြည်ဘူးကိုကိုကိုယုံကြည်မှုမရှိဘူးပေါ့နော်ဘင်းတော်ဖောင်ဖြတ်လိုမျိုးပါပဲအကိုလေးနောက်နောက်ပြန်မလှည့်ဘူးအကိုလုတ်ချင်တဲ့အလုပ်တစ်ခုတော့ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်လေးနဲ့အရင်တုန်းကလည်းလိုပန်းနိုင်လေးတွေထားပြီးရောက်အောင်သွားခဲ့တယ်ဆိုတဲ့စိတ်လေးနဲ့ပဲအကိုအလိုမျိုးလုံးစုံမှိတ်ပြီးတော့ဒီမျှော်နိုင်မြအခွေကိုထွက်နိုင်အောင်ကြိုးစားတာပေါ့နော်ဆိုတော့ပြိသက်အားပေးလက်ခံမှုအခုလောက်မရခဲ့ရင်တော့အကိုဘာဖြစ်နေမယ်ဆိုတော့မသိပါဘူးဒါပေမဲ့အခုတော့ဒါအထိုက်လျောက်ကိုကြိုးစားမှုအတိအမှတ်ပြုပေးရပြိသက်လေးတွေရှိတယ်ဆိုတဲ့အခါမှာဟိုဝမ်းသာရတယ်ပြီးတော့ ကျေနပ်ရတယ်ဆက်ပြီးကြိုးစားဖို့အတွက်လည်းခွန်အားလေးတွေဖြစ်နေပါတော့အလုံးနှစ်ခုမှာခံယူချက်တစ်ခုပြင်းပြမှုတွေနဲ့ရှောက်လန်းလာတဲ့အဆိုတော်ဖြိုးပြဆုံးကတော့မိဘတွေအနေနဲ့ဂုံယူနေမှာတော့အသေးချာပါပဲ။ တာသားသမီးကိုတော့ဂုဏ်ယူကြတာကြီးပဲအဲ့တော့ဘလို့နေရာမှာပဲဖြစ်ဖြစ်အောင်မြောင်ကြိုးစားနေရင်အမေကတော့ကိုယ်ဂုဏ်ယူနေမယ်လို့ထင်တယ်ဆိုတော့သူတို့ဖြစ်စေချင်တာတော့ဆရာဝန်ဖန်တယ်ဒါပေမဲ့အကိုပြောင်းလဲရွေးချယ်ထားတဲ့ဒီနုပညာအလုပ်ကိုလည်းကိုရာထူးချွန်အောင်လုပ်နေတယ်အခုလိုမျိုးအသီးပွင့်လေးတွေကိုပေါ့နော်အနေနဲ့များအမေတို့ဖျောက်ဝေခံစားရမယ်ဆိုသူတို့အကိုအတွက်ဂုဏ်ယူဝမ်းသာနေမယ်ခွင့်ပြုထားမယ်လို့ကိုထင်ပါတယ် လူနာတစ်ဖက်ပေါ့နော်ဆောင်းဆိုတာလည်းလူနာစီကမေတ္တာတရားတွေရတယ်ကိုကလည်းပေးရတယ်တူတူပေါ့နော်ပြီးတော့ဒီအနုပညာဆိုတာကလည်းပရိသတ်ကိုလည်းကိုကမေတ္တာတရားပေးရတယ်ပရိသတ်စီကလည်းချစ်ခင်အားပေးမှုတွေရပေါ့နော်အဲ့ပေါ်မှာကိုကဟာချက်လေးကားကားလေးညာလေးရှင်အာဟိုပီတူကပီတီကတော့စင်တူပါတယ်ဒါပေမဲ့အဲအเจ้าညာကတော့မတူဘူးပေါ့နော်အเจ้าညာဆိုတာကတော့ဟိုခုန entertainment ဆိုတာကတော့ဘယ်လိုမျိုးလဲဆိုတော့သူတို့လည်းအစဉ်ပြေတတရာရှိတဲ့အချိန်ကိုရီလည်းတတရာရှိတဲ့အချိန်မှာနှစ်ဦးနှစ်ဖက် အဲသူတို့ပျော်ရွှင်မှုလေးကိုပို့ပြီးတော့ polish လုပ်ပေးတာပေါ့ဆရာဝန်ကတော့သူတို့ကခံစားနေရဝေဒနာဒုက္ခတွေခံစားနေရတဲ့အချိန်မှာဆရာဝန်ကသူတို့ကြည်ပြီးကိုချင်းစာစိတ်လေးနဲ့ကိုတို့ကအဲစိတ်ကုပေးပြီးသူတို့ရဲ့ချမ်းသာသောမှုအပေါ်မှာ BD ဖြစ်တာဆိုတော့ဟိုအရင်ကဘီတီချင်းကတော့တူတူပဲဒါအားလုံးစိတ်ချမ်းသာစေချင်တာပဲဒါပေမဲ့အတိတ်နဲ့လေးနဲ့ကတော့ခုနကပြောသူဆရာဝန်လုပ်လေးကတော့ဒီခံစားနေရဝေဒနာတွေအပေါ်မှာသူတို့တက်တာပြောက်ကင်းပါစေဆိုတဲ့စိတ်နဲ့လုပ်ကြတဲ့အတွက်ပို့ပြီးတော့လည်းအရေးကြီးတယ်အဲပို့ပြီးတော့လည်းဟိုဘယ်လိုလေးနဲ့မယ်လို့အကိုတင်တယ် ဆရာအောင်အလုတ်ဆိုတာမိဘတွေရဲ့စန္ဒဖြစ်တယ်လို့ပညာသင်ရင် ကာလတခုကိုဖျက်ကျော်လာပြီးမှဝါသနာပါလာခဲ့တာကြောင့်ငယ်စဉ်ကလေးကဝါသနာကြီးခဲ့တဲ့အဆိုတော်အလုတ်ကသာပူကျင်းနှက်စေခဲ့တယ်လို့ဆိုပါတယ်။အခုဒီဒီဆရာအောင်အလုတ်ကကြတော့ဟိုကာလပေါ်မူတည်ပြီးဖြစ်လာတဲ့ဒီတင်ညာကနေမှ ဟိုဖြစ်လာတဲ့ဝါသနာပေါ့နော်အဆိုတော့ကတော့ခုနကညွှန်လေးပြငငယ်လေးကလေးကဗီဇာရှိရတကယ်လုံးနေတဲ့အချိန်ကျတော့လေဘလောက်ပင်ပန်းပင်ပန်းကိုအဲရှေ့ဆက်မယ်ဆိုတဲ့စိတ်နဲ့ကိုတွန်းတိုက်ပြီးအဲရအောင်ယူခဲ့ရတဲ့အရာတစ်ခုဖြစ်နေတဲ့အခါမှာကိုယ့်အတွက်ပူတန်မှုရှိရပြီးတော့ပို့ပြီးတော့လေအားပေးမှုရောက်ချင်းစီရန်အတွက်ပရိသတ်တွေပေါ်မှာလေလေးစားတယ် respect ပေါ့နော်လေးလေးစားစား respect ရှိတယ်အဲ့တို့ကြောင့်ဟိုပို့ပြီးတော့တန်မှုဟိုအခုချိန်မှာပေါ့နော်ပို့ပြီးတော့ဒါတန်မှုထားပြီးလုပ်ဖြစ်နေရပါအနုပညာရှင်တရားဖြစ်တဲ့ဖြိုးပြည့်စုံကတော့အောင်မြင်မှုတွေနဲ့ပတ်သက်လို့အောင်မြင်မှု ဆိုတာထက်ဟိုအဓိကတော့ဘောနော်လူလူလူသားတယောက်အနေနဲ့ဘောနော်ရှင်သန်ရတဲ့အခါမှာအကိုကကျင်းနေခြင်းနဲ့ဟိုကျင်းနေခြင်းနဲ့ဆိုတာဟိုလောကကြီးမှာနေရတာကျင်းနေဆံကောင်းတဲ့ဘွားလေးရခြင်းနဲ့ကိုရောက်နေတဲ့ဘွားလေးကိုပဲကျင်းနေခြင်းနဲ့ဘောနော်အဲ့တော့ကိုကဘယ်ဘွားပဲရောက်နေနေဒီဘွားမှာနေပြောအောင်ကျင်းနေအောင်ကြိုးစားရင်ဒါကို့အတွက်အောင်မြင်မှုပဲဆိုတာအဲ့ဒါအမြဲတမ်းကိုနှလုံးသွင်းနေအဲ့ဒီကိစ္စ မကြခင်မှာကြာရောက်တော့မဲ့တကြံအတွက်လဲပြိတ္တတွေကိုတကြံတချင်းတွေပေးဖို့လဲရှိနေပါတယ်။အမှုပညာလန်ခီကြီးမှာအတိုင်းအဝိုင်းမရှိစတင်ခဲ့တဲ့ဖြိုးပစ္စည်းအတွက်တော့လက်ရှိမှာဆီအောင်အလုတ်ကိုရနာထပ်ခဲ့ရပေမဲ့မြန်မာနိုင်ငံမှာအကောင်းဆုံးအဆိုတော်ဖြစ်ချင်ခဲ့တယ်လို့နိုင်ငံကျော်အဆိုတော်ဖြစ်ချင်တာလဲသူအိမ်မက်ပါပဲ။ဟောအခုဒီ ဟိုကိုလုံနိုင်တဲ့အတိုင်းအတာကိုချဲ့ထွင်မယ်အကူတို့ဒီခုနစာလုံးရေးစဘွားနေလာတယ်တဖြည်းဖြည်းနဲ့လုံပိုင်ခွင့်ရလာတဲ့ခါမှာအဲ့လုံပိုင်ခွင့်အပေါ်မှာအကောင်းဆုံးဖြစ်အောင်ဘယ်လိုကြိုးစားမလဲဆိုတာကိုအဲထပ်ပြီးတော့စဉ်းစားတယ်မှတ်တိုင်တစ်ခုတစ်ခုချင်းစီအပေါ်မှာပဲကိုသွားမယ်သွားရင်လည်းမ နောက်ဆုံးဟို monitor ကတော့ပရိသတ်ငါ့ကိုဘယ်လောက်အားပေးလက်ခံလဲပေါ့နော်ပရိသတ်မလိုချင်တာတွေပဲကိုကဆွတ်ပေးနေတဲ့အခါလဲနှုတ်တစ်ဖက်အချို့မရှိတာတွေဖြစ်တတ်ပါတယ်ဆိုတော့ဟိုဖြစ်ချင်တာကတော့မြန်မာနိုင်ငံမှာပရိသတ်အဲတတိုင်းမြေလုံးနီးပါးပေါ့နော်အားပေးလက်ခံမှုရှိတဲ့အဲပရိသတ်တွေကိုအကောင်းဆုံးနေချပြနိုင်တဲ့မျိုးမျိုးနိုင်ငံတော်ဒေသရှင်တို့ကဖြစ်ချင်တယ်အဲ့အတွက်လည်းကိုကြိုးစားပါဆေဘ